ပါပီလိုနင်းဖင်ကိုအခန်း32ချစ်ချီခမသတိထားတော့နုံနေကြသွားပြီးရင်ပြန်ပေါ်လာစရာလမ်းမရှိတော့ဘူးဘုံကကျွန်တော်ကိုပြောလိုက်စိတ်ကြပါခမခြေလမ်းတိုင်းကျွန်တော်နောက်ကအတိအကျလိုက်လမ်းပြီးရှောင်နေမယ်ကျွန်တော်တို့ကမ်းခြေတိုင်းကပ်ပြီးရှောင်နေကြသည်မကြမီကျောတစ်ခုအနီးသို့ရောက်လာကြ၏ဘုံကတရုတ်သချင်းတစ်ပုဒ်ကိုအော်ဆိုလိုက်သည်မကြမီကျုံးဆက်တောင်ပြင်သို့တရုတ်တယောက်ဆင်းလာ၏ထိုတရုတ်မှာဘောင်းမီတိုးလေးဝတ်ထားစီမှလွဲ၍တစ်ကိုယ်လုံးပလာချင်းနေသည် ဗဟုနှင့်ထိုတောင်မြမတရုတ်အော်ဗီလန်စကားပြောကြ၏၅မိနစ်ခန့်ကြာပါမည်အခြေချပြောနေကြ၏နောက်ထိုတရုတ်ကျုံးပေါ်ပြန်တက်သွား၏ကဲဒီမှာပဲကျွန်တော်တို့ခဏထိုင်ကြအောင်ဆိုဒီကောင်ကအခြေချနေတဲ့အတူနေတဲ့အကောင်ခြေချအမဲလိုက်သွားနေတယ်မကြဘူးသူပြန်လာလိမ့်မယ်ကျွန်တော်တို့တရားတောင်ဆက်တွင်ထိုင်ချလိုက်ကြ၏နိုင်ဝက်ခန့်အတွင်းမှာပင်တရုတ်တရုတ်ပေါက်လာ၏ဗဟုနှင့်ထိုတရုတ်ခိတစကားပြောနေကြသည်ထို့နောက်ထိုတရုတ်ကပြင်းတဲ့စကားဖြင့်ကျွန်တော်ကိုလှမ်းပြီးခမကျွန်တော်ကိုချမ်းရဲ့မိတ်ဆွေဆိုဟုတ်ကဲ့ကဲဗုံမင်းပြန်တော့သူ့ကိုငါခေါ်သွားမယ် ဘုံကျွန်တော်ကိုနှုတ်ဆက်ပြီးလာလန်းတိုင်းပြန်သွား၏ကျွန်တော်သည်ချီချီနောက်မှလိုက်သွား၏ချီချီလမ်းပြမှာဝမ်မဲလေးတစ်ကောင်ဖြစ်ဝမ်မဲလေးကရှေ့သွားပြီးချီချီကနောက်မှလိုက်၏တဖြည်းဖြည်းနှင့်နှုံများပေါ်ထူသောနေရာသို့ရောက်လာ၏မြေနေရာသောကျွန်းသို့ကူးရံမှာဤလန်းတလန်းသာရှိသည့်မြင်သမျှမြင်ကွင်းများမှနှုံဖုံးနေသည်ဤနှုံများတွင်လူကုန်နှမျိုးပြစ်နိုင်သည့်နှုံရှိတကယ်သို့နေလိုက်ရင်သုံးလမထက်ပုံမမြုပ်နိုင်သောနှုံပါးလေးများလည်းရှိဝတ်တီအီမီအမျိုးအစားကိုရွေးရွေးရှာသွားတတ်သည်အန်စရာဖြစ် ဝဲရီသွားတော့မှတပြေးပြေးပုံများလာ၏ခြေကြီးကလည်းနောက်မှပြေးလိုက်နေရသည်ကျွန်တော်မှလည်းခြေကြီးအနားမှလုံးဝမခွာ၍ခြေလန်းတလန်းမလိုက်သည်နှင့်ဘာဖြစ်မိကိုကျွန်တော်သိကျွန်တော်တကူလုံးတပြေးပြေးနှင့်ဇောချွေးများပြန်လာသည်ကျွန်တော်လည်းမကြမီစာဖိုင်းကဲ့သို့ပင်တွန်းတွင်နှစ်ပြီးတရားတော်မီလားခြေကြီးနေသည့်နေရာမှာကျုံးလေတဲတဲတွင်ရှိမြေမာပိုင်းဖြစ်၏တန်ငယ်တဲတလုံးဆောက်ထားသည်ခြေကြီးအပေါ်တရုတ်ကိုထိုတဲ၌ဆောင်းချုံနေသည်ကိုတွေ့ရ၏ တဲအတွင်း၌ ACR တည်တုံးကရင်တလုံးသာရှိခြေခြေကအနီးဘာမှတည်တုံးများကိုစုပြီးကျွန်တော်အတွက်အဲ့ရကရင်တလုံးကိုချက်ချင်းဖန်တီးပေး၏အထိမ်မှညနေဆောင်ပြီးညနေစာအဖြစ်ခြေခြေကဆန်းရင်းကြက်သွုံတစ်မျိုးကိုရောပြုတ်ထားသောဆံပြုတ်ကိုချွေ၏အလွန်ရသာရှိလာပါသည်ညနေစာစားပြီးတည်နေခြေခြေအပေါ်တရုပ်ပြန်သွား၏ဘုန်းကပြောတယ်ခမရလဲပင်လဲဖြတ်ပြေးမလို့စီစဉ်နေတာဆိုကျွန်တော်ကခြေခြေကိုမေးလိုက်ဟုတ်တယ်ကျွန်တော်ကပင်လဲအเจ้าနားမလဲလို့ပင်လဲအเจ้าနားလေတဲ့လူကိုစောင့်နေတာ ကျွန်တော်မိသွေးဖုတ်ရောင်းပြီးငွေစုထားတာရှိတယ်။လေဖို့ရလောက်အောင်တော့မစုမိသေးဘူး။ဒါပေမဲ့နောက်တစ်လလောက်ဆိုရင်တော့ကျွန်တော်လိုနေတဲ့ငွေပြည့်တော့မယ်။ခမောင်းဝယ်ဖို့လေကူရောတွေ့ထားပြီးပြီလား။တွေ့ထားတယ်။အဖိုးက friend ငွေ1500ပေးရမယ်။ကပ်ပလီလူမဲထင်းကုတ်သမားတယောက်ကရောင်းချင်နေတာ။ခမောင်းငွေတော့မပူနဲ့မိသွေးဖုတ်ရောင်းပြီးငွေရှာရှာလည်းမလိုတော့ဘူး။ကျွန်တော်ကငွေရှိတယ်။ခမောင်းလေးကိုသွားကြည့်ပြီးပြီလား။ကြည့်ပြီးပြီတော်တော်ကလေးကောင်းတယ်။ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကြည့်ကျင်သေးတယ်။ရပါတယ်။မနေ့ကကျွန်တော်အဲ့ဒီလူမဲကိုသွားတွေ့ပြီးအချင်းချင်းလှုပ်လိုက်အောင်မယ်။ကဲခမောင်းတရေချုံးကဘယ်လိုထွက်ပြေးလာလဲဆိုတာပြောပြပါဦး။ ကျွန်တော်စိတ်ထဲမှာတရေကျောင်းကဘလို့မှပြေးနိုင်တဲ့လမ်းမရှိဘူးလို့ထင်နေမိတာကျွန်တော်ကအကြောင်းဆုံးအသေးစိတ်ပြန်ပြောပြလိုက်ဤချီချီကအလွန်စိတ်ဝင်စားစွာနားထောင်ပါသည်ချီချီကိုကြည်ရသည်မှာဆက်ဆံရနိုင်အလွန်တရီထားဆက်ဆံရမည်လို့မျိုးဖြစ်သူမိတ်ဆွေများအပေါ်တွင်ကောင်းသလောက်သူရန်သူများအပေါ်အလွန်ရက်ဆက်မည်လို့မျိုးဖြစ် နောက်တစ်ထည့်မနက်အလင်းအောင်ပေါ်တွင်ချီချီသည်သူ့လမ်းပြဝက်ကိုခေါ်ပြီးလျှောင်းမီဆိုသောကပ်ပလီလူမင်းနှင့်တွေ့ရန်ထွက်သွား၏။မတော်မီကျုံးပေါ်၌ကျွန်တော်တည်ထားနေထိုင်ရန်နှင့်အချင်းစကားမှထွက်ပြေးသောအချင်းသားများကိုပြန်ဖမ်းရန်ဝါယာဆောင်များနှင့်အရက်တရှူများမကြာခဏရောက်လာတတ်သဖြင့်ကျုံးဤကန်းကျင်နေသောတောင်မြင်သို့မတော်မီရန်ထေချာမှသွား၏။ကျုံးပေါ်၌မူဘေးပတ်ပတ်လည်၌နွန်ထောင်ချောင်းများရှိနေသဖြင့်လုံးဝစိတ်ချရသည်ဟုပြော၏။ကျွန်တော်ထိုနေ့တွင်အပြေမထွက်ဒဲတွင်၌သာနားနေခဲ့၏။ညနေဆောင်လင်းချီချီပြန်ရောက်လာ၏။ ဘာဖြစ်လို့လဲဒီနေ့တော့ကံမကောင်းဘူးပြုတ်လေရောင်းမဲ့ကပ်ပလီနဲ့မတွေ့ခဲ့ဘူးဘာဖြစ်လို့လဲတက်ခေါက်တဲ့စကမ်းမှာသူမရှိဘူးရွာပြန်သွားတယ်ထင်တယ်ရွာပြန်သွားရင်ဘယ်လောက်ကြာတတ်သလဲနေ့ရက်၃ရက်ထက်ပိုမကြာတတ်ပါဘူးနောက်တင်မတတ်တွင်မောတိထန်စွာရွာနေတိုးတော်ချီချီကားမှုမနာသူလန်းပြဝက်ကိုခေါ်ပြီးရွာပြန်နေသောကပ်ပလီလူမဲကိုစုံစမ်းရန်ထွက်သွားပြန်၏ကျွန်တော်တက်မတန်လုံးတဲထွင်းနိုင်အိတ်နေ၏နေ့လယ်ပိုင်းတွင်မိုးတိတ်သွား၏ကျွန်တော်ကျုံးရှင်တွေကိုလေးလာရန်တဲပြင်ထွက်လိုက်၏မလမ်းမကန်မီးသွေးဖုတ်သောမီးပုံမှမီးကိုဥထွက်နေသူကိုတွေ့ရ၏ ျွန်တော်မိဖို့ရှိရသူလျှောက်သွား၏မြေရွေမကောင်းလာသောမြေငွေတစ်ခုကိုမြင်ရပါသည်ကျွန်တော်မျက်စိများကိုပင်ကျွန်တော်ပထမမယုံနိုင်မိဖို့အပြင်သို့ခြေထောက်ငါးချောင်းထိုးထွက်နေ၏မိဖို့တွင်၌လူသုံးယောက်ကိုမိရှို့ထားခြင်းဖြင့်မလမကန်တွင်သူတို့စည်းလာကြရန်ရှိသောဖနက်သုံးရံကိုလည်းမြင်တွေ့ရ၏ကျွန်တော်ချက်ချင်းပင်ဤလူသုံးယောက်ကိုမိသူတတ်ထားခြင်းဖြစ်မိကိုတွေးရ၏ချီချီကြောက်စရာချီချီဤလူသုံးယောက်ကိုသူပါချောင်းတတ်သည် ဤတထားတဲ့ကိစ္စကိုလည်းသူပါချောင်းကျွန်တော်ကိုမပြောတတိတဘောယုံင်းသားဖြစ်ကကျွန်တော်ကိုပြောကိုပြောပြရမည်ကျွန်တော်အလွန်ထိတ်လန့်သွားဤသူလက်မဦးမီကျွန်တော်လက်ဦးသူလက်မဦးမီကျွန်တော်လက်ဦးရတော့မည်ပြဒနာမှာသူ့ကိုတတ်ပြီးလင်းဤကျုံးမအနှွန်ထောင်ချောင်းများကိုဖျက်ကျော်ပြီးအဘဲသူမြေမာကန်းကြီးဘက်ကိုပြန်ရောက်အောင်ပြေးရမည်နီချီချီလမ်းပြဝတ်မှာသူ့သခင်မဟုတ်တော့ကျွန်တော်စကားကိုနားထောင်မည်လားချီချီဒီသူ့ဝတ်ကိုတရုတ်စကားဖြင့်အမိန်ပေးဤကျွန်တော်ကတရုတ်စကားတစ်လုံးမှမတတ် တခါချီချီကိုတက်လိုက်တင်ရင်ချီချီမိတ်ဆွေအခြားတရုတ်ကျင်းသားများကလည်းလက်စားချေရန်ကျွန်တော်ကိုလိုက်ကြတော့မည်ကျွန်တော်အီယန်မလွတ်အောင်လဲအဘဲသူပြေးရမည်နီချီချီညနေမိုးမချုပ်မီပြန်ရောက်လာ၏ဘာဖြစ်လို့လဲဒီနေ့တော့ကံကောင်းနေပြို့ဟိုကပ်လီနဲ့တွေ့ခဲ့ပြီခမားကိုမနှက်ပြန်ခေါ်လာမယ်လို့ပြောခဲ့တယ်ကျွန်တော်ဒီခါးကြမဒါကိုလက်ဖြင့်ဆန်းကြည့်လိုက်၏ချီချီကိုတစ်ချက်များအလစ်မပေးအလိုက်တင်သူ့ကိုစကားပြန်ပြောပြီးသူ့နောက်မှတဲအတွင်းသို့လိုက်ဝင်သွား၏ချီချီဒီကျွန်တော်ကိုလုံးဝခရယူမဆိုင်ပါ ဟာမိဖို့မှလည်းမိမရှိတော့ပါလားခမရမိပါပြုလို့ဆက်မထည့်ပေးတာလေကျွန်တော်မိနေလို့ဟာခမရဘာမှလည်းမယူစားထားပါလားခမရနေမကောင်းဘူးလားသူကျွန်တော်မျက်နှာကိုလမ်းဆိုင်ကြည့်လိုက်ဤကဲချီချီခဏထိုင်ပါအောင်တို့နည်းနည်းဆွေးနွေးကြရအောင်နောက်မှဆွေးနွေးတော့ဗောတခုခုအရင်စားဖို့လုပ်လိုက်ကြရအောင်နောက်မှလုပ်တော့ဗောထိုင်စမ်းပါအောင်အရေးကြီးလို့ချီချီဒီအလွန်အံ့ဩသွားပုံရပြီကျွန်တော်ဘက်သို့လှည့်လိုက်ဤဘာဖြစ်လို့လဲဘာဖြစ်လို့ဘာမှမပြတ်ပါဘူးမိသွေးဖုတ်တဲ့ဖိုးတွေကအလောင်းသုံးလောင်းကိစ္စမေးခြင်းလို့ ။အော်ဒါလားဒါကြောင့်တနေ့လုံးခင်ဗျားဘာမှမစားနိုင်မသောနိုင်ဖြစ်နေတာကိုကျွန်တော်လည်းခင်ဗျားကိုပြောထားဖို့မေ့နေတယ်။ချီချီကသူ့အိတ်စင်ပေါ်ရင်ထိုင်ချလိုက်။ဒီကောင်သုံးကောင်ကကျွန်တော်ကိုပြန်ဖမ်းဖို့လိုက်လာကြတဲ့ကောင်တွေရဲ့အလောင်းတွေလေ။နှစ်ကောင်က RED တွေတစ်ကောင်ကပြင်သစ်အတိအကျပြန်ပြောရရင်တော့ပထမတစ်ကောင်ကလုံခဲ့တဲ့ဆယ်ရက်ကတတ်ထားတဲ့ကောင်အင်းကကျွန်တော်ကဖုတ်ထားတဲ့မီးသွေးတိတ်တဲပြီးကျွန်တော်ဖောက်တဲ့အခုလေယောင်းပိမဲ့ကပ်လီကိုသွားရောက်နေအဲ့ကတိတ်မလုံးဘူးအပေါင်းနေနေရှိတယ် ဒါကြောင့်ဒီထဲကထွက်ပြီးကျွန်တော်လျှောက်သွားရဲ့လမ်းတစ်လျှောက်မှာမိသွေးမုံတွေကတလန်းလုံးနေနေချင်းကျသွားခဲ့တယ်အဲ့ဒီကြာသွားတဲ့မိသွေးမုံတဲလုံစားတွေကိုလိုက်ပြီးအဲ့ဒီပထမကောင်ကကျွန်တော်စီကိုကျွန်တော်ပြန်မရောက်ခင်ရအောင်လာပြီးကျွန်တော်ပြန်လာရင်တပ်ဖို့စောင့်နေတယ်။ကံကောင်းကျွန်တော်ကျွန်တော်လမ်းပြဝက်ကဂျုံမမလူစိမ့်ရှိနေချက်ချင်းတည်တယ်ချက်ချင်းအချက်ပြတယ်။ဒါနဲ့ကျွန်တော်လည်းဂျုံဘက်ကိုကူးတော့မယ်ဆိုတာနဲ့ဂျုံပေါ်မှာလူစိမ့်ရှိနေတယ်ဆိုတာသိနေပြီ။ဒါနဲ့သူမမြင်အောင်တစ်ဖက်ကတိတ်တိတ်လှည့်ကူလာပြီးနောက်ကအသာကက်ဒါနဲ့ထိုးတက်လိုက်တော့တာပဲ။ ဒုတိယကောင်ကတော့ခမားမရောက်ခင်၃ရက်ကမှတက်လာရတဲ့ကောင်တွေဒီကောင်တွေကညာပြီးဘလို့ရောက်လာတယ်လည်းမသိဘူးကျွန်တော်အိယာကလှန်လို့တော့ကျွန်တော်တဲရဲ့မလန့်မကန်းကိုရောက်နေကြပြီကံကောင်းကျွန်တော်ကျွန်တော်ကအချိန်မီတဲပင်ကိုသူတို့မသိအောင်ထပ်သွားနိုင်ပြီးအမောင်တွေကနေအောင်လုံးကိုလုံးဝအတန်မထွက်အောင်တက်ပြစ်နိုင်ခဲ့တယ်အလောင်းတွေကိုခမားနုံနေပြစ်ချပြီးမြှောက်ပြစ်လိုက်ရင်ရသားပဲဘာဖြစ်လို့မီးရှို့ဖြစ်တာလဲနုံကအသက်ရှိနေတဲ့လူကိုသာမြှောက်ပြစ်ပြီးနောက်သေလို့ပွားလာပြီဆိုရင်ပြန်ပေါ်လာတာဗျပြန်ပေါ်လာပြီဆိုရင်မြင်ရတာတိတ်ဆိုးတယ်အနန်းကနန်းလေနာတွေကလာဝဲနဲ့ခမရမမြင်ဘူးသိလို့ မြင်မှုရင်ကျွန်တော်ဘာကြောင့်မီးရှို့ပြရလဲဆိုတာချက်ချင်းသဘောပေါက်သွားမယ်တော်ပါသေးတယ်ဗျာခမရကျွန်တော်ပေါ်အထင်မှားပြီးအခုကျွန်တော်ပြန်ပြန်လာခြင်းသာလက်ဥအောင်ဆိုပြီးမမေးမဆန်းတဲ့အသက်မေဆိုရင်ချောင်ခံရတော့မလို့ခမရကျွန်တော်နဲ့စိတ်ချလက်ချနေပါကျွန်တော်ဟာကျွန်တော်ရန်သူမဟုတ်တဲ့လူကိုဘယ်တော့မှမတတ်ပါဘူးကျွန်တော်လည်းဒီကြောမှနေရတာစိတ်မလုံဘူးဗျဖြစ်နိုင်ရင်မင်းမင်းထွက်သွားချင်ပြီခမရလေယောင်းပေးမယ်ဆိုတဲ့ကပ်ပလီနဲ့ကိုအစင်ပြဲလာပြပါရဲခမရကကိုယ်တိုင်ကြည့်ကျင်သေးတယ်ဆိုဒီကောင်ကသူ့လိုချင်တဲ့အဖိုးရရနဲ့ရောင်းပေးမှာပဲမင်းနဲ့ပြန်လိုက်ကြည့်ပေါ့ခမရကျရင်တခါလေးဝယ်ခြင်းလဲရတယ် နောက်တစ်နေ့တွင်ချီချီနှင့်ကျွန်တော်ကပ်ပလီနှင့်သွားတွေ့ဤဖလေမာအလွန်ကောင်းပါသည်သို့တော့အေယာမပါအေယာအထိပြန်တက်ရန်လိုဤခမားဒီလေးကိုဘယ်လောက်နဲ့ရောင်းနေတာလဲ friend 2500ကျွန်တော်2000ပေးမယ်ခမားလေးမှာအေယာမပါဘူးအေယာအထိတက်ပြီအေယာအတွက် friend 900ထပ်ပေးမယ်နောက်ခမားပဲအထိနဲ့ရွက်တိုင်းအထိလဲလုပ်ပေးအောင်အဲ့ဒါဒီပဏ္ဍာတွင်မှာပေးနိုင်မလဲတပတ်ဟောရီမာကြီး friend 2500ခမားကိုအခုတဝက်ပေးလိုက်မယ်ကျန်တဝက်ကိုခမားလျှက်မဲ့နေမှာပေးမယ်ခမားသဘောတူတယ်မဟုတ်လားဟုတ်ကဲ့တူပါတယ် နောက်ရေတစီစီကရက်မီချီအားလုံး၄ယောက်စာအတွက်ရေခါအဆုံးပေါ့ဗျာဂျုံစီကော်ဖီတကြားဒါရီအားလုံးလည်းခမယဝယ်ပြီးဟေးဘောအတင်းတင်ထားပြီးကျွန်တော်ငွေတက်တက်ကြစလောက်ထပ်ပေးမယ်ကပလီနေလိုအပ်သည်များအသေးစိတ်ညှိပြီးချီချင်းနဲ့ကျွန်တော်ပြန်လာခဲ့ကြ၏ရွက်ကုန်မှုကျွန်တော်ကိုယ်တိုင်စိတ်ကြိုက်ချုပ်ယူမိဖြစ်နောက်တနေ့မနက်တွင်ဖြစ်ကျွန်တော်တဲပြေနိုင်ရွက်ချုပ်နေစဉ်မလမကမ်းမှချီချင်းနီဖုန်ဟုတို့တယောက်နဲ့တယောက်အော်ရစကားပြောနေတန်ကြား၏ စကားသံမှာအကြာလေးပိုကျလေးဖြစ်သဖြင့်နောက်ဆုံးကျွန်တော်မနေနိုင်တော့ပဲသူတို့ရှိရာသို့ထထွက်သွားမိ။ကျွန်တော်ခြုံကွယ်တစ်ခုမှချောင်းကြည့်လိုက်။ဖုန်းဟူးမှာတပတ်ကန်းတွင်ရှိပြီးချီချီကကျုံးပေါ်တွင်ရှိဖုန်းဟူးဤလက်ဟန်ခြေရံများကိုကြည့်ပြီးဖုန်းဟူးကကျုံးမသောကုလားခြင်းနေသည့်အတွင်တရများထင်ရှားစွာမြင်နေရ၏။ချီချီကလက်မခံအကြောက်ကန်ငင်းနေ၏။နောက်ဆုံးကျွန်တော်ခြုံလေးမှထွက်ပြီးချီချီအနားသို့ရှောက်သွားလိုက်၏။ဘာဖြစ်ကြတာလဲ?ချီချီကဘာမှပြန်မပြောတဖက်မှဖုန်းဟူးကလမ်းပြီး ကျွန်တော်ခင်ဗျားတို့ဘက်ကိုကူးလာခြင်းလဲဆိုတော့ချီချီကဘေးမလာဘူးမလာရဘူးတဲ့ကျွန်တော်ကချီချီကိုဗုံဟူအားလာခွင့်ပေးရန်ပြောလိုက်ဤချီချီကသူ့ဘက်ကိုခေါ်၍ဗုံဟူကိုတပတ်ကမ်းမှကျွန်းပေါ်သို့သွားခေါ်လိုက်ဆိုပါဦးပြဿနာကဘလို့ဖြစ်နေကြတာလဲဒီကောင်ကကျွန်တော်ကိုပြင်းသူလဲလိုက်ခြင်းနဲ့ကျွန်တော်ကလှေဝဲတာခမားပတ်စံနဲ့ဝဲတာကျွန်တော်ပတ်စံမဟုတ်ဘူးကျွန်တော်သူ့ကိုခေါ်ပိုင်ခွင့်မရှိဘူးလို့ပြောပြနေတာသူကမယုံဘူးဖြစ်နေတယ်ချီချီကကျွန်တော်ကိုစာရှင်ပြဤဗိုးကလိုက်ခြင်းလို့လားဟုတ်တယ်ဒီကောင်ကသူသွားလေရာကျွန်တော်ကိုခေါ်ပါမယ်လို့မူလာကလေးကကတိရှိထားပါတယ် ဘယ်လိုကြောင့်လဲဇာတ်လမ်းကတော့ရှေ့ကြီးတူတူပြောရရင်တော့ဗျာကျွန်တော်အခုလက်ထက်မှတ်ပြနေတာဒီကောင်ခုတ်ဖြတ်ထားလို့ပြနေတာဖြစ်တာကတော့လုံခဲ့တဲ့၄နှစ်လောက်ကဖြစ်တာဖဲဝိုင်းမှာဖဲကစားရင်းစကားများပြီးသူကျွန်တော်ကိုခုတ်ပြလိုက်တာခုတ်ပြီးတော့သူကျွန်တော်ကိုတောင်းပန်ပြီးပြောတယ်သူအသက်ကိုကျွန်တော်ရမ်းမရှာဘူးလို့ခရီးပေးရင်တတလုံးကျွန်တော်ကိုရှာကြွေးပါမယ်တဲ့ကျွန်တော်ကလည်းခရီးပေးလိုက်တယ်အခုခမားနဲ့သူလိုက်သွားပြီဆိုရင်သူ့ကိုကျွန်တော်ဘယ်လိုပြန်တွေ့ရတော့မှာလဲဒါကြောင့်ကျွန်တော်ကိုပါခေါ်သွားရမယ်လို့သူ့ကိုလာပြောတာကျွန်တော်သဘောပေါက်လိမ့်ပြီချီချီခမားကောခေါ်ခြင်းနဲ့စိတ်ရှိသလား ရှိပါတယ်ကျွန်တော် ခေါ်ချင်ပါတယ်ခင်ဗျားကိုထုတ်ပြောရမှာအားနာလို့အဲကျွန်တော်ကိုအားမနာနဲ့ခေါ်ခဲ့ပါဗိုးလိုက်ခဲ့ပါလေထွက်မဲ့နေ့ကိုခင်ဗျားကိုအကြောင်းကြားခိုင်းလိုက်မယ်ဗိုးကကျေးဇူးတင်ကြောင်းပြော၍လက်ဆွဲနှုတ်ဆက်ပြီးပြန်သွား၏ခင်ဗျားတို့ကိုတရားနဲ့တရားရန်ဖြစ်ပြီးအခုလိုကလေးအပြန်လန်ထားကြတာမျိုးကျွန်တော်တို့ဥရောပသားတွေလောကမှာတော့တခါမှမကြဘူးကျွန်တော်ကချီချီကိုပြောလိုက်ကျွန်တော်တို့တရုတ်တွေလောကမှာတော့ဒါမျိုးမကြခဏဖြစ်တတ်ကြတယ်ဒီကောင်ကလူတော်လူကောင်းပါတက်တည်လဲရှိတယ်စိတ်ရင်းလဲကောင်းတယ်ကျွန်တော်ကိုဓာခုံမှုနဲ့ထောင်တွင်းခုံယုံတင်စစ်ကြောင်ကလည်းသူဝင်ကယ်လို့ ကျွန်တော်ဓာတ်နေခုတ်တာကျွန်တော်ကိုတက်ဖို့သူကအရင်ရန်ဆားလို့ဖိရတာဆိုပြီးအစစ်ခံလို့ကျွန်တော်တက်တာရရခဲ့တာခမရိုဒီကပြေးပြီးတခြားနိုင်ငံမှာဘာလို့စားကြမယ်လို့စိတ်ကူးထားကြတယ်လဲဓမင်းဆိုင်ဖွင့်အောင်မယ်ကျွန်တော်တရုတ်ဟင်းမျိုးစုံဖြတ်တတ်တယ်ဘုံကခောက်ဆွဲလို့တိတ်တော်တယ်လေပိုင်ရှင်ကပ်ပလီမှာဂရီအလွန်တည်သူဖြစ်၅ရက်တွင်အစားစားရရအားလုံးအစင်းင်းဖြစ်အောင်လုပ်ပေး၏အသေးတူတက်ထားသောရွက်တိုင်းအေယာနှင့်ပဲ့များမှာချိုယွင်းချက်ထောက်ပြစရာတစ်ခုမှမရှိဘေးရန်အစင်းင်းဖြစ်လေပြီး ကပလီကလေရက်တွင် K21 ဟုတတ်ထားရန်ကြံပြီးအီမီမာကိုလိုဦးမြင့်အတွင်းမကြာခဏ၅ဖန်းလာတဲ့သောလေယာဉ်ဖြစ်သည်ဟုဆို၏ကျွန်တော်ကသဘောတူလိုက်၏လေထွန်းမီအချိန်ကိုနောက်တစ်နေ့ညနေ9နာရီကိုတတ်မှတ်လိုက်၏ချီချီကသူမွေးထားသောချက်များကိုလိုက်ဖမ်း၍လမ်းတွင်စားရန်အထောက်ကြော်လိုက်၏ဘာဖြစ်လို့ဒီဘက်ကိုတော့ကျွန်တော်နဲ့တူခေါ်သွားပြရစီဘာဖြစ်လို့လဲဒါကျွန်တော်ရဲ့အသက်သခင်ပါသူရှိလို့ဒီကျောမှာကျွန်တော်လာခုံနေနိုင်တာပါကျွန်တော်သူ့ကိုမထားခဲ့ရလို့ပါမြေဝါမရောက်ခင်လမ်းမှာအော်ရင်တော့ပြဿနာပဲဂန်းကြီးကပြင်သစ်ဆောင်တွေကြားကုန်လိမ့်မယ် မော်စီရပါဘူးတလန်းလုံးတိတ်နေအောင်ကျွန်တော်လုံးဝတာဝန်ယူတယ်ကျွန်တော်ခေါ်ခဲ့ရန်သဘောတူလိုက်ဤနောက်တစ်နေ့အမောင်ပြိုးတင်နေကျွန်တော်တို့လေစိတ်တို့ထွက်လာကြဤလေစိတ်တွင်ဝုံဟူးနှင့်လေရှင်ကပ်ပလီတို့အသင်းဆောင်နေကြဤကျွန်တော်ကလေရှင်ကိုပေးရန်ကြံစုံငွေကိုပေးချေလိုက်ဤကဲသွားမယ်ဖျားသခင်ကခမားတို့မိသားစုကိုစောင့်ရှောက်ပါစေခမားတို့ကိုလည်းဖျားသခင်ကစောင့်ရှောက်ပါစေအပြန်အလှန်နှုတ်ဆက်ပြီးရပ်ဖွင့်ထွက်လာခဲ့ကြဤ